အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့ရက်ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီဒေါ်လာညချမ်းပါလို့ပြည်သူပေါင်းအောင်နှုတ်ဆက်တာပါပါတယ်ခင်ဗျာဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းအရာတွေကတော့ပြည်မနာမှာရွှေဆိုင်ကိုတနက်အတုနဲ့ဓမြတိုက်သူနှစ်ဦးကိုပြည်သူတွေကဖမ်းမိလိုက်ပါတယ်ဗိုလ်ချုပ်ထွန်းမြင့်နိုင်ရှိနေတဲ့နေရာကိုဘုံကျက်ပြီးတပုံမှန်သမီးအပြက်ချအမြင့်ဖြုတ်ရမယ်လို့ဘူးလက်လှဆွေကကြုံးဝနေပြန်ပါတယ်ငဇုံမြို့နယ်တွင်အချမ်းဖက်စစ်ရှုံးကောင်စီတပ်စစ်ကြောင်းကိုတိုက်ခိုက်လိုက်ရမှာ ၄ဦးတည်ပြီးတော့၂ဦးထံရရသွားပါတယ်ခင်ဗျာဂျုံမင်းကောင်မြို့နယ်ကပြည်သူ့စစ်ကောင်းဆောင်ဝင်းအောင်ကိုပြစ်ခတ်ရှင်းလင်းနိုင်လိုက်ပါတယ် NLD ဖျက်ဆီးခဲ့တဲ့ဒီမိုကရေစီရှောက်လန်းကိုပြန်တည်ဆောက်နေတာဖြစ်တယ်လို့ဇုံမဲလုံးကပြောပါတယ်အရသားတွေကိုဘုံကျက်နေတဲ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲစိတ်ကူးလို့တော့မရဘူးလို့ကုလသမဂ္ဂလူခွင့်ရဲ့အရာရှိကပြောဆိုပါတယ်ဒီသတင်းတွေနဲ့ဒီအထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်နယ်မြေပြင်မနာမြို့မှာရောင်နီဦးရွှေဆိုင်ကိုတနက်အတုနဲ့ဓမြတိုက်သူ၃ယောက်ကိုရက်ကွက်နေပြည်သူတွေကဝိုင်းဝန်းဖမ်းဆီးပေးခဲ့ရမှာနှစ်ယောက်ဖမ်းဆီးရမိခဲ့တယ်လို့မြို့ကန်နေထံကနေသိရပါတယ်။နွေမာလာ၁၀ရက်မနေ့ကမနက်ပိုင်းမှာရောင်နီဦးရွှေဆိုင်ကိုမတ်စတက်ထားတဲ့အမျိုးသား၂ယောက်နဲ့အမျိုးသမီး၁ယောက်ရောက်ရှိလာပြီးတနက်အတုပြပြီးတော့ရွှေဆိုင်တွင်းမှာဝင်ရောက်လူရက်တဲ့အချိန်ဇိုင်းရှင်မျိုးသမီးကပြန်လည်ခုခံခဲ့တဲ့အတွက်လူရက်သူတွေထွက်ပြေးခြင်းရက်ကွက်နေပြည်သူတွေကဝိုင်းဝန်းပြီးတော့ဖမ်းဆီးပေးခဲ့တာပါခင်ဗျာ။

ဘယ်မှာလဲဘယ်မှာလဲလဲပါဒီစရာစရာကျူးကျူးပါစကျူးပါမကေဘိနက်ကိုရတာပါအဲ့ဒါကိုဒီဟာကိုဒီမောင်ဘကိုကဒီပါရဒီပါရကဘယ်လိုလိုက်ပြီးဘယ်လိုကျေစုတင်မှာနော်နောက်ထပ်သတင်းတပုတ်အနေနဲ့အာရခတက်တော်အေအေရဲ့စီးဥစည်းချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိနေတဲ့နေရာကိုဘုံကျဲပြီး တဘုံမှန်သမျှအပြက်ချအမြင့်ဖြုတ်အောင်မှာဖြစ်ကြောင်းကျန်းဖို့ပါတီရဲ့နေပြည်တော်နယ်မြေဥက္ကဋ္ဌအမတ်လောင်းဘူးလက်လဆွေကကြွေးကြော်ပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ10ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်အခုလိုမျိုးပြောဆိုလိုက်တာဖြစ်ပြီးလက်ရှိချိန်မှာငင်းညာရေးဆွေးနွေးရမယ့်အချိန်မဟုတ်တော့ဘဲအပြက်ချရမှာဖြစ်ကြောင်းတဘုံမှန်သမျှအမြင့်ဖြုတ်ရတော့မှာဖြစ်ကြောင်းငင်းညာရေးစကားပြောဆိုခဲ့တာများနေပြီဖြစ်ကြောင်းဘူးလက်လဆွေကအခုလိုပြောဆိုသွားတာပါခင်ဗျာ။ မန္တလေးတိုင်းကတိုက်ပွဲသတင်းနဲ့ဆက်ချွန်ပါတယ်မန္တလေးတိုင်းမြင်းကြံခရိုင်ငဇုံမြို့နယ်တွင်ဂျပ်ပတ်စစ်ရှုံးကောင်စီစစ်ကြောင်းကိုမိုင်းဆွဲပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ရှုံးကောင်စီတပ်ဘက်က၄ဦးသေပြီးတော့၂ဦးဒဏ်ရာရသွားတယ်လို့သိရပါတယ်နွေမာလာ၁၀ရက်နေ့မနေ့ကမနက်9:20မိနစ်ချိန်လောက်မှာမြို့သားစခန်းကနေကားလမ်းအတိုင်းကားနှစ်စီးနဲ့ချေချင်းအားစုစုပေါင်းတရားဝင်းကျင်ရှိတဲ့စစ်ကြောင်းကို special task force ငဇုံတပ်ဖွဲ့ကစစ်မှုဆောင်လမ်းမိုက်တနေရာမှာဗရေတာမိုင်း6လုံးနဲ့မိုင်းခွဲပြီးတော့တိုက်ခိုက်ခဲ့ကြတာပါ အထင်သာသွားတဲ့ချမ်းမဆရှုံးကောင်စီစစ်ကြောင်းဟာကျွဲစိန်ရွာတဲ့ကိုဝင်ရောက်ပြီးပြည်သူနေအိမ်တွေထဲမှာရှိတဲ့ရွှေငွေပစ္စည်းတွေကိုခိုးယူပြီးပြည်သူတွေကိုတစားကန်ဖြစ်နဲ့ဖမ်းဆီးပြီးတော့မြို့သားဘက်ကိုစစ်ကြောင်းထွက်လာတဲ့အချိန်မှာလေးစမမလက်နက်ကြီးနှလုံးနဲ့ထပ်ပြီးတော့ပြစ်ခတ်တိုက်ခိုက်လိုက်တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုတော့ Special Task Force ငဇုံတပ်ဖွဲ့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတပ်ဖွဲ့ဝင်ရဲဘော်တွေအထိကဲမရှိနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဘကူတိုင်းကဒရင်နဲ့ဆက်ချင်ပါတယ်ဘကူတိုင်းဂျိုးပင်ကောင်းမြို့နယ်ကပြည်သူ့စစ်ကောင်းဆောင်ဝင်းအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့ကြောင်း တာယာရီခရိုင်တရေ3000နှစ်တက်ခွဲလေးမြေအောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ထံကနေသိရပါဗါဒနွေမာလာ10ရက်နေ့မနေ့ကမနေ့6နိုင်လောက်မှာဂျိုးပင်ကောင်းမြို့နယ်ကန်ကြီးအုပ်စုခွေကောင်းမင်ရွာမှာနေတဲ့ပြည်သူ့စစ်ကောင်းဆောင်ဝင်းအောင်ကိုဒေါ်လာရေးရဲဘော်တွေကပက်ကင်းလက်ရင်းနဲ့တွေ့ရှိခဲ့တဲ့အတွက်ပြစ်ခတ်ရှင်းလင်းလိုက်တာလို့သိရပါဗါခင်ဗျာသူကသူ့သားကိုကားဂိတ်ကိုလိုက်ပို့ပြီးအပြန်မှာကျွန်တော်တို့နဲ့တွေ့တာအဲ့မှာသူ့ကိုပြစ်တတ်ခဲ့တယ်လို့မြောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့တောင်းဝန်ရှိသူကပြောပါတယ် လူငယ်တွေကိုစစ်တပ်နဲ့အတူပေါ်တာဆွဲဖမ်းဆီးတာရုံးမတွင် စစ်တပ်စစ်ကြောင်းထွက်ရမှာလမ်းပြတာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။သူကပြည်သူစစ်လုပ်နေတာ၃နှစ်လောက်ရှိပြီဗျ၂023ခရဲကအဲ့ဒီချိန်တည်းကဝင်လာဆိုတော့ကျွန်တော်တို့ကိုခွင်းနဲ့မှားနေတာဟဲ့ကောင်နေငါ့ကိုတော့မသိဘူးလားဘာညာနဲ့သူ့ကိုရှင်းလင်းပြတာနဲ့စကားစတွေရောက်လာတာမျိုးမရှိဘူးလို့တာဝန်ရှိသူကရှင်းပြပါတယ်။မြောက်ပြောကြားတပ်ဖွဲ့အုပ်ဖို့အနေနဲ့စစ်တပ်နဲ့စစ်တပ်တောက်တိုင်တွေကိုအချိန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တာကြောင့် အကြံဖက်စစ်ကော်မရှင်တက်တဲ့အနီးသွာလာနေထိုင်တာတွေမလုပ်ကြဘူးလေပြည်သူတွေကိုအတိပေးထားပါတယ်ခင်ဗျာ NLD ဖြက်စည်းခဲ့တဲ့ဒီမိုကရေစီရှောက်လန်းကိုပြန်လည်တည်ဆောက်နေတာဖြစ်တယ်လို့ဇွန်မဲလုံးကပြောဆိုပြီးရွေးကောက်ပွဲအတုကိုဘသူကမှနှောက်ယှက်လို့မရဘူးဆိုပြီးကြုံးဝါလာပြန်ပါတယ်သတင်းပြည်စုံကိုကြည့်အောင်ပါအာနာသိန်းအကြံဖက်စစ်တက်ကလာမယ့်ဒီဇင်ဘာမှာကျင်းပမယ့်အတုရောင်ရွေးကောက်ပွဲကိုဘသူမှနှောက်ယှက်လို့မရဘူးလို့စစ်တက်ရဲ့ရှစ်ထွက်ပြောကြားသူဇွန်မဲလုံးကကြုံးဝါလိုက်ပြန်ပါတယ် ဒီမိုကရေစီရင့်တန်တဲ့နိုင်ငံကြီးတွေမှာတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝေဖန်ခံရမှုတွေကြုံရလေရှိသလိုမြန်မာရွေးကောက်ပွဲအတွက်ကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေပေမဲ့မိဘနိုင်ငံတွေရဲ့ထောက်ခံမှုတွေလည်းအခိုင်အမာရှိထားတယ်လို့သူကဆိုပါတယ်မြန်မာနိုင်ငံဟာဘယ်တော့မှနောင်လဲဘယ်တော့မှသူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်မှာမဟုတ်ပါဘူးကျွန်တော်နိုင်ငံရဲ့ပြည်တွင်းရေးကိုယ်နိုင်ငံကိုယ်သမိုင်းကြောင်းနဲ့အညီဆောင်ရွက်ရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်နိုင်ငံရဲ့ပြည်တွင်းရေးတက်တက် ျွန်တော်တို့နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးတက်တက်တာဖြစ်ပါတယ်။ဒိုင်းတစ်ပါးနိုင်ငံတွေရဲ့ဩဇာအာဏာနဲ့မြေတီဝင်ရောက်ဆွတ်ဖက်မှုကိုမှကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခရီးလမ်းကိုပြက်ပြားအောင်ဒါမှမဟုတ်ပြောင်းလဲအောင်လုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်ဆိုပြီးဇော်မဲလုံးကပြောဆိုလိုက်တာပါ။ဒါပြင်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာမဲစင်းလိန်လည်မှုတွေရှိခဲ့တာကြောင့်အချင်းချင်းပြောဆိုပေမဲ့လူလူရှုတာကြောင့်2021မှာအာဏာသိမ်းခဲ့ကြောင်းပြည်သူတွေတမိုင်းအမှန်သိစေဖို့ဒါတွေကိုပြန်ပြောနေရတာဖြစ်ကြောင်းဇော်မဲလုံးကဆိုပါတယ်။ မဲမတမာမှုဖြစ်ခဲ့တာကိုတရားနီးလန်းတကြဖြေရှင်းမပေးဘဲနိုင်ငံတော်အနာကိုအာဓမနီးနဲ့ရယူဖို့စ조사ခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးတဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်တို့ကသာပြည်သူလူထုတရက်လုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီရှောက်လန်းကိုရွေကျက်ရှိရှိဖျက်ဆီးခဲ့တာဖြစ်ပါတယ်ပြည်သူတွေလိုလားတောင်းတခဲ့တဲ့ဒေလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကနီးစနစ်ကြစွာပြန်လည်တိဆောက်ပေးနေခြင်းပဲဖြစ်ပါတယ်ဆိုပြီးဇော်မဲလုံးကပြောပါတယ် အနာသိစစ်တဲ့ဟာဘယ်လိုစကားတွေပဲဟန်ဆောင်ပြီးတော့ရှစ်ထွက်ပြောနေပါစေ။တိုင်းပြည်မှာရှိတဲ့ပြည်မဲ့ပြူတွေပေါ်ဘုံကျက်တက်ဖြတ်မှုချုံအောင်ဖန်းစီမှုကန့်တတ်ပိတ်ပင်မှုတွေလှုပ်ဆောင်နေတာကိုနေ့စဉ်နဲ့မျှမြဝါထင်ထင်တွေ့မြင်နေရပါတယ်။စစ်တဲ့ရွေးကောက်ပွဲတူကိုလာမဲ့ဒီဇင်ဘာနဲ့နောက်နှစ်ဇန်နဝါရီလအတွင်းမှာပြုလုပ်သွားမှာဖြစ်ပြီးစစ်တပ်လူကြနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း65ရောက်စုစုပေါင်းအယောက်9000ကျော်ဝင်ရောက်ရှင်ပြိုင်မယ်လို့ထုတ်ပြန်ထားပါတယ်။ အဆုံးသတ်ပါဆိုမဲ့လုံးကရွေးကောက်ပွဲအတုနဲ့ပတ်သက်ပြီး2025ခုနှစ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမုတ်ချအောင်မြင်ရမယ်ဆိုပြီးကြုံးဝါသွားပါသေးတယ်ခင်ဗျာနောက်ထပ်သတင်းပုံအနေနဲ့ကုလသမဂ္ဂလူခွင့်ဆိုင်ရာမဟာမင်းကြီးကမြန်မာပြည်ရဲ့လက်ရှိခြေအနေကိုထောက်ပြပြီးအရတားတွေကိုဘုံကျဲနေတဲ့စေအုပ်စုကနောက်လာမှလုံးမဲ့ရွေးကောက်ပွဲကိုစိတ်ကူးလို့တောင်မရဘူးလို့နိုဝင်ဘာ10ရက်နေ့မှာပြောလိုက်ပါတယ်ခင်ဗျာ မြန်မာစစ်ရှုံးကောင်စီတပ်ဟာ2021ခုနှစ်မှာအာဏာသိမ်းပြီးပြည်သူတွေကိုအချမ်းဖတ်နေခဲ့ပေမဲ့လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေပြီးနိုင်ငံရေးထွက်ပေါက်အဖြစ်နဲ့ပုံဖော်လျက်ရှိနေပါတယ်ဒါပေမဲ့ဒီမဲပေးပွဲဟာသူတို့အာဏာတည်မြဲဖို့နဲ့အချမ်းဖတ်မှုတွေအတွက်ပြစ်ဒဏ်ရှောင်လွှဲခွင့်ရနိုင်ဖို့လှုံ့ဆော်ထားတဲ့အလင်းညာတစ်ခုသာဖြစ်တယ်လို့ပြည်သူတွေတော်လှန်ရေးအစိုးရနိုင်ငံတကာတာဝန်တွေနဲ့အကြက်ခတ်တွေကပယ်ချထားတာကိုလည်းတွေ့မြင်ရပါတယ် ဂျနီဗာမြို့မှာ AFP သတင်းဌာနနဲ့တွဲဆုံမွေးမြတ်မှုတွင်ကုလသမဂ္ဂလူခွင့်ဆိုင်ရာမဟာမင်းကြီးကမြမချင်းနေဟာမီဒီယာအယုံဆိုင်မှုလုံလောက်စွာမရတာကြောင့်ပြည်သူတွေဆက်လက်ပြီးတော့ဆင်းရဲဒုက္ခရောက်နေရတယ်လို့ဖြစ်ဆိုခဲ့ပါတယ်စစ်တပ်ကရဲသားတွေပေါ်ပြင်းပြင်းထန်ထန်ဗုံးကျက်တိုက်ခိုက်နေတယ်အတိုက်ခံတွေကိုဖမ်းဆီးနေတယ်သတင်းတောက်တွေတင်ဆုံနေရတယ်ပြည်တွင်းစစ်ကလည်းရခိုင်ပြည်နယ်ပါဝင်နေရာအနှံ့မှာဆက်ဖြစ်နေစေပဲလို့သူကထောက်ပြခဲ့ပါတယ်ဒီလိုချင်းတွေအောက်မှာရွေးကောက်ပွဲကျင်းပကိုစီစဉ်တာဟာစိတ်ကူးလိုတော့မရဘူး နိုင်ငံရဲ့နေမြေများစုဟာဘယ်သူကမှထိန်းချုပ်ထားနိုင်ခြင်းမရှိနေဘူးပြိပခါမှာကိုတိုင်ပါတဲ့စစ်တပ်က ပြည်သူတွေကိုနှစ်ပေါင်းများစွာဖိနှိပ်ထားတဲ့အချိန်မှာရွေးကောက်ပွဲကဘလို့လုတ်ပြီးတော့လွတ်လပ်ပြီးတရားမျှတတယ်လို့ပြောနိုင်မှာလဲလို့သူကမေးခွန်းထုတ်ခဲ့ပါတယ်ဒီမိုကရေစီကောင်းဆောင်ဒေါ်ဆန်းစုကြည်အချင်းချခံထားရပြီးလူလူထောက်ခံမှုအားကြီးတဲ့ NLD ပါတီလည်းဖျက်သိမ်းခံထားရတဲ့အတွက်ဒီရွေးကောက်ပွဲဟာတရားဝင်မှုမရှိနိုင်ဘူးလို့လူခွင့်ရေးအဖွဲ့တွေကပြောကြပါတယ် ဒေါ်လာဟင်းရာစုတွေကလက်ရှိစေယုစုရဲ့ရွေးကောက်ပွဲကိုစန့်ကျင်တိုက်ဖြတ်သွားမယ်လို့ထုတ်ပြန်ပြောဆိုနေသလိုစေယုစုကလည်းသူတို့ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ရင်ထောင်းတန်းနှစ်ဆယ်ချီပြီးတော့ချမှတ်မယ်လို့ချင်းချောက်ထားပြီးအနည်းငယ်တော့ဝေဖန်ခွင့်မပေးဘဲနဲ့ပြည်သူတွေကိုအတင်းအဓမ္မဖမ်းဆီးလျက်ရှိနေပါတယ်ခင်ဗျာဘာကန်ကိုဂျမ်ဘတ်စရှုံးကောင်စီတက်ကဘုံကျဲတက်ဖြတ်ပြန်ပါတယ်သတင်းပြည့်စုံကိုကြည့်အောင်ပါခင်ဗျာစရုံးကောင်စီတက်ကဖားကန်ကိုဒီကနေ့မွန်းလွဲ၁နှစ်လောက်မှာလေရင်နဲ့ဘုံကျဲခဲ့တာမှာကလင်းမိခင်တို့ဦးသေဆုံးပြီးတော့ကလင်းငယ်တန်ရာရရှိခဲ့ပါတယ် နိုဘာလ6ရက်ကစပြီးစီရင်တင်မှပြည့်တဲ့နောက်ဒီနေ့မှာစစ်ရှုံးကောင်စီတပ်ကလေကြောင်းကနေဘုံကျက်သွားတာပါဖာကန်မျိုးကထန်ကွက်တိထဲကိုဘုံကျက်တာမှာနေတလုံးပေါ်ကျပြီးတော့အရသာထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့တာဖြစ်ပါတယ်အမေကဆုံးသွားပြီးကလေးလေးကတနာစရာဒဏ်ရာတွေနဲ့ဝိုင်းတွဲနဲ့ပြစ်ပြီးတဲ့နောက် Jet Fighter နဲ့ထပ်ပြီးတော့ဝဲနေတယ်လို့ဒေသခံတယောက်ကရှင်းပြပါတယ်သေဆုံးသွားတဲ့မျိုးသမီးဟာအသက်40ခန်းရှိပြီးကလင်းငယ်ကတော့9နှစ်ခန့်အရွယ်ယောက်ျားလေးငယ်ဖြစ်ပါတယ် ။ဖာကန်ဒေတာမှာအရင်ကလဲစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင်းကလင်းငယ်နဲ့အမျိုးသမီးတွေပါဝင်ဒေသခံအရသာပြည်သူတွေမကြာခဏတည်ဆုံးခဲ့ရပါတယ်။နိုဝင်ဘာလ၈ရက်နေ့ကလဲအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့အမျိုးသမီးတဦးတည်ဆုံးခဲ့ရပါသေးတယ်ခင်ဗျာ။ဖာကန်ဒေတာမှာနိုဝင်ဘာလ၆ရက်နေ့ကစပြီးမြေပြင်တိုက်ပွဲတွေတကြောပြန်ပြင်းထန်လာတာပါ။ဖာကန်နဲ့ကာမိုင်းကြားကနမ်မြရွာလုံခင်းကျွာအုပ်စုပတ်ဝန်းကျင်တွေမှာတိုက်ပွဲတွေဖြစ်နေတာလို့သိရပါတယ်။ လက်ရှိစီးအခြေအနေအရလေကြောင်းအနေနဲ့လက်နက်ကြီးအနေနဲ့လုံခြုံရေးသတိပြုပြီးတော့နေထိုင်ကြဖို့ KIA KPDF ကသတိပေးထားပါတယ်။ဖာကန်မော်စီစာလမ်းဆောင်ပါနိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းကစစ်တပ်ရင်နန်းကို KIA KPDF ကမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တာမှာစစ်သား10ဦးကျော်သေဆုံးပြီးတော့20ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့ပြင် point 5ပါဝင်တနက်နေ့ကြီးစံတွေကို KIA KPDF ကသိမ်းယူနိုင်ခဲ့တယ်လို့စီးရေးသတင်းအမြင့်ကပြောပါတယ်။ စစ်တပ်ထိနာသွားပြီးတဲ့နောက်လေကြောင်းအန်အေရဲ့သတိပေးထားချိန်မှာပဲစစ်ရှုံးကောက်စီတပ်ကဘုံကျဲခဲ့တာဖြစ်ပါတယ်စစ်ရှုံးကောက်စီကအရသာပြည်သူတွေကိုပို့ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ရဆွေးမှုကျူးလွန်နေတယ်လို့ကချင်လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကချင် Human Right Watch KHRW ကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့ကြောင့်ရကတော့အညာဒေတာကိုပြန်အခြေချမယ်ဆိုတဲ့ကိုဆောင်ခါရိုးရဲ့ BPLA တက်တွေဘာလှုပ်ရှားမှုတွေရှိနေပါသလဲ တပ်ဖွဲ့ဦးဆောင်သူကိုဆောင်ခါက0ပြောက်ကြားတပ်ဖွဲ့ရဲ့လက်တံကမ်ပိန်းဖွင့်ပွဲမှာဒီကြောင်ရနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးရှင်းပြခဲ့ပါတယ်ခင်ဗျာအိတ်ခေါ်ပြရကျေးဇူးပါကိုရန်အဲရှင်းပြမင်္ဂလာပါဥတည်ပါတယ်ကျွန်တော်ကျွန်တော်တို့ဒီဒီနေ့ကတော့ကျွန်တော်တို့ရဲ့မိတ်ဆွေပေါ့နော်ဟိုဟိုကိုတက်ကြီးရဲ့ဒီကမ်ပိန်းမှာကျွန်တော်တို့အနေနဲ့လဲတက်အားတွေပေါ့နော်နှုတ်ရီဆောင်မှာကျင်ကိုရီဆောင်မှာကျင်တဲ့ဝင်ပြီးတော့ ကူညီတာဖြစ်ပါတယ်အထူးသဖြင့်ကတော့ဟိုကျွန်တော်တို့အခုနောက်ပိုင်းမှာဒီ EAO တွေကအပြည့်ရတဲ့အခါမှာအာကျွန်တော်တို့ဒီအညာဘက်ကိုဒီရန်သူရဲ့ရှေ့ကျောင်းနေရာပူပြီးတော့ဖိအားပေးတာအင်အားအလွန်ကျွန်းသုံးပြီးတော့ထိုးစစ်စင်တာတွေရှိလာနိုင်ပါတယ်အထူးသဖြင့်ဒီမိုးကုံတာနဲ့ဒီလိုမျိုးတွေပူပြီးတော့ဖြစ်ဖြစ်မယ်ပေါ့ဒီရဲသေးတော်မှပဲရန်သူကအညာကိုတွေ့ကြရနေရဘုံပတ်ကျဲနေတာအလုံးလည်းအတိဖြစ်ပါတယ်ဆိုတော့ဒါတွေကိုကြံ့ကြံ့ခံတွန်းလှန်နိုင်ဖို့ဆိုရင်ကျွန်တော်တို့ ီအနာမှာငကုကနေ့ကရှိပြီးသားအဖွဲ့ကြီးအနေနဲ့ဒီထက်ပိုပြီးတော့ခိုင်မာအကောက်မှုလိုတယ်လို့ကျွန်တော်ယုံကြည်ပါတယ်အထူးသဖြင့်တော့ကျွန်တော်ကိုတက်ကြီးနဲ့တွေ့တဲ့ခါတိုင်းလည်းပြောပါတယ်တက်ကိုဟိုတက်စစ်တက်တခုကိုစနစ်တကျဒေချာလုပ်ဖို့ပေါ့နော်ရေရှည်တောင်းခံနိုင်တဲ့အဲစိတ်တက်မျိုးဟိုကြန့်ခိုင်မှုမျိုးရအောင်စနစ်ကျမှုမျိုးရအောင်လုပ်ဖို့ကျွန်တော်အမြဲတမ်းအကြံပြုပါတယ်အဲဆိုတော့ကျွန်တော်တို့လည်းအဲလိုအပ်တဲ့အပိုင်းကိုကူပေးတာရှိပါတယ်အထူးသဖြင့်ကတော့ဒီ အဲကျွန်တော်တို့ဒီအညာဘက်မှာရှိတဲ့အခါမှာလဲသူတို့ရဲ့ဒီတက်ရဲ့တိဆောက်တဲ့ပုံစံတွေဒီထက်ရေးရှိဘလို့သွားနိုင်မလဲကျွန်တော်တို့ဒူတွဲပြီးဘလို့လှုပ်လို့ရမလဲဒါတွေကအစကျွန်တော်စကားပြောပြပါတယ်ကျိန်းဒေတာကတော့ကျွန်တော်တို့ကအဲ BBL အနေနဲ့ဒါကျွန်တော်တို့အဖွဲ့အကြောင်းပြောမှာဆိုကျွန်တော်တို့အနေနဲ့ကြတော့ဒီရှမ်းမြောက်ကနေပြီးတော့အထူးသဖြင့်လာရှိုးကနေပြီးတော့ဆုတ်ဝါကနေကျွန်တော်တို့အညာဘက်ကိုဥတီပြီးတော့အာပြင်ခဲ့တာဖြစ်ပါတယ်ပြင်တဲ့အခါမှာဒီတင်တန်းတွေထက် အဲ့ဒီနောက်ပိုင်းကျွန်တော်တင်နန်းအပတ်စဉ်တစ်ခုပြီးပါပဲအဲ့တင်နန်းအပတ်စဉ်တစ်ခုပြီးတယ်အဲ့ပြီးတဲ့တင်နန်းကလည်းကျွန်တော်တို့ဒီအညာချစ်စင်ရေးကိုတမ်းမတုံးနိုင်နေပဲနဲ့အခြားသောမဟာမိတ်နဲ့ဒီအခြားလူဝဲတဲ့နေရာတစ်ခုမှာကျွန်တော်တို့ကအင်အားကုန်ပို့ထားတာဖြစ်တယ်ဘောနော်ဆိုတော့ပြောချင်တာကဒီသို့တော်လည်းပဲအညာအတွက်လည်းကျွန်တော်တို့ကတီးတန့်ကျွန်တော်ပြင်ထားတဲ့ဟာတွေရှိပြီးသားဖြစ်ပါတယ်အဲချက်ချင်းလက်ငင်းပေါ့နော်ကျွန်တော်တို့ကအညာရှင်းပြီဆိုတော့အညာရောက်အညာမှာချက်ချင်းဒီတစ်နှစ်တွင်း တိုက်ပွဲတွေပေါ်ဆောင်အဲ့လိုမျိုးမဟုတ်ပါဘူးကျွန်တော်တို့အညာရှင်းပြီဆိုတာကဟိုကိုယ့်ရင်ငနေကဒီနိုင်ငံကြီးရုံးနေနေဆိုရင်ကျွန်တော်တို့ဒီ data ကန်ကိုယ့်ရဲ့အမာကန်လူလူကိုတိဆောက်တာတို့နော်လူလူဆက်ဆံရေးတွေကိုယ့်တက်ပေါ်မှာအဲတချို့တွေအထင်မြင်လွဲတာတွေကိုကြေလျအောင်ပြောဆိုစီရင်ရတဲ့အလုပ်တွေဒါတွေကလက်တရှိရင်းလောရတာရှိပါတယ်အခုပြင်ကျွန်တော်တို့ကဟိုနောက်ကျပါတယ်အညာဝင်တဲ့ခါမှာနောက်ကျတော့အများကြီးဟိုမေကွန်းထုတ်ချရာရှိတယ် ကိုကိုတိုင်းကျွန်တော်တို့ကမမြင်ရတဲ့အခါမှာတို့လို့တို့လို့တန်တရားတွေလည်းရှိဒါတွေလည်းကျွန်တော်တို့တဆင်ချင်းခြေဖြတ်ရတာဖြစ်ပါတယ်အခုကျွန်တော်တို့ရေမှန်းချက်ကတော့ဟိုဒီအညာမဒီရှိတဲ့တက်တွေကိုအတတ်နိုင်ဆုံးပေါ့နော်ဒီစုလို့ရရမြစုပေါင်းလို့ရရမြပေါင်းပြီးတော့အဲဒီတိုက်ပွဲပေါ်ဆောင်နိုင်မှုကျွန်တော်တို့ဆိုင်းပြနေတာတွေရှိပါတယ်အဲဆိုတော့ဒါတွေကဟိုပြောချင်တာကဒီတော့လမ်းကြီးဆိုတာကျွန်တော်တို့ကအရှင်ပြမိတ်သွားလို့ပဲဒါရည်ရှိကိစ္စဖြစ်ပါတယ်ဟို ကျွန်တော်တို့ဘယ်ချိန်ပြီးမယ်မှန်းဘယ်သူမှတန်တေကံမမပြောနိုင်ဘူးဟိုနိုင်ငံရေးဆိုတာကလည်းအမြဲတမ်းအပြောင်းအလဲဖြစ်နေတာအပြောင်းအလဲဖြစ်တယ်ချက်ချင်းအဲဟိုနိုင်ငံရေးတောင်ဒီလိုမျိုးဟိုရောက်ကြီးအပြောင်းအလဲဖြစ်တဲ့အခါမှာဒီလိုမျိုးလက်နက်ကင်တော်လည်းကြီးကပို့လို့တောင်မှပဲအပြောင်းအလဲဖြစ်နိုင်ပါတယ်ဒီပြင်ကျွန်တော်တို့ကအခုအခုတစ်ခါရှင်းနိုင်တာမျိုးရှိရပါမယ်နောက်တစ်ချိန်ကျရင်ရှုံးတာလည်းရှိနိုင်တယ်ဆိုတော့ကျွန်တော်တို့အလုံးလေးတီဗီသားပါ30နှစ်ကုန်ပထမပိုင်းဒုတိယပိုင်းနှစ်ပိုင်းလုံးမှာရန်သူကတော်တော်လေး အထိနာခဲ့တာရှိပါတယ်ဆိုတော့အခုကျတော့အဲ့ဒီနီးပညာကိုတို့ကပြန်တုံးချပြီးကျွန်တော်တို့ကိုဟိုပြန်ပြီးအတားအဆီးရတဲ့အခြေအနေရှိပါတယ်သို့တော်လည်းပဲအမြဲတမ်းရန်သူကပဲအတားအဆီးရမယ်လို့မမှတ်လို့မရပါဘူးကျွန်တော်တို့ဒီဟာတွေကိုတန်တန်ခံရင်းနဲ့ကျွန်တော်တို့ရဲ့အားတွေကိုပြန်မွေရန်သူကိုအတားအဆီးပြန်ရဖို့အတွက်ကျွန်တော်တို့ drone နီးပညာတွေဒီကောင်းကောင်းကျွန်တော်တို့ဟိုရှာဖွေရမယ်လေ့လာရမယ်ပစ္စည်းတွေလည်းဘယ်နေရာနေရမလဲကျွန်တော်အပက်တကုတ်လောက်ရမှာပေါ့ဗျာဆိုတော့ကျွန်တော်တော့ အခုအခုကတော့ဒီလက်ရှိတော်လန်ကြီးကတော့နိပညာစစ်ပွဲလို့ပဲအဲကျွန်တော်ပြောရတော့မှာဖြစ်ပါတယ်အဲရန်သူခုအားတာနေတာက drone ပါပဲအဲဒီကျွန်တော်မြင်တာလက်နက်ကြီးတို့လေရင်တို့ရဲ့တိကျမှုကကြာ drone လောက်မရှိဘူးလေနော်ဆိုတော့အဲအဲ့ဒီဟာဒီပုံမှာကကျွန်တော်တို့ဒါအဲကျွန်တော်တမေယူကြစစ်ပွဲဖြစ်တဲ့အတွက်တိတ်ပြောကျွန်တော်ဖေထူးပြောကြမလို့ဥသို့တော့ရန်သူရဲ့ drone တွေဒီအများကြီးရှင်းမြင်လာတယ်ရှင်းမြင်လာတယ်ဆိုပေမဲ့ အဲကျွန်တော်တို့သုံးတဲ့ drone တွေပါပဲတကယ်လေဟိုတီးတန့်ကြီးဟိုအရန် military grade ပုံစံမျိုးကြီးကြီးမားမားလဲကျွန်တော်တို့ဟိုလက်တလုံးမတွေ့ဘူးကျွန်တော်ပြစ်ချခဲ့ပြီးခဲ့တဲ့အဲလကဆိုရင်ကျွန်တော်တို့ drone တစ်စီးပြစ်ချတယ်အဲသူ့နည်းပညာကျွန်တော်တို့ပုံစံအတိုင်းပါပဲညာတော်အဖြစ်တော့ဆိုတော့ဟိုဟိုကျွန်တော်မြင်တာကတော့အဲကျွန်တော်တို့မှာနိုင်မို့အတွက် chest တွေအများကြီးရှိသေးတယ်ဒါပေမဲ့ဒီပုံစံအတိုင်းတော့မရဘူးကျွန်တော်တို့အညာမှာရှိတဲ့တက်တွေတိထက်ပို့ပြီးတော့ အစနစ်တကျစုစည်းနိုင်မှုလိုအပ်တယ်အဲတစ်ဖက်မှာလည်းကျွန်တော်တို့ဤပညာရဲ့ဆိုင်ရာကိစ္စရက်တွေကိုတိထက်ပူပြီးကျွန်တော်တို့အားဆိုင်ထည့်ဝင်ကြဖို့လိုတယ်ဥပမာကျွန်တော်တစ်ခုလုံးသုံးသက်တဲ့အခါမှာ drone ဤပညာဆိုရင်အဲအားလုံးကအဖွဲ့ကူညီမှာ drone ဤပညာတွေရှိတယ်ဒါပေမဲ့သူတို့တွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ကအခြေဆက်မရှိနေတာတွေ့ရတယ်အခြေဆက်မရှိဘူးဤပညာကိုမ share လို့ဆက်တဲ့ဖြစ်မှာเนาะဆိုတော့အဲဟို ဒါတွေက EAO တွေမှာလည်းကျွန်တော်တို့တွေ့ရတယ်ဘောနော်ဒီလက်နက်ကင်ထားတဲ့အဖွဲ့တိုင်းမှာတွေ့ရတယ်ဟိုမအောင်မြင်နေကြလားမပြီးပြတ်တည်လို့လားတော့မသိနိုင်ဘူးဘောနော်ခက်တာကတော့အဲ့ဒီဟာရှိတယ်ဆိုတော့အဲကျွန်တော်မြင်တာကတော့ဒီလိုမျိုးဟိုနိပညာလုပ်တယ်ဆိုရင်သူတည်နာအပိုင်းကြီးလာမယ် research လုပ်ရတဲ့ဟာတွေရှိမယ် development လုပ်ရတဲ့အပိုင်းကြီးရှိမယ်ဒါတွေနဲ့ပတ်သက်ရင်တယောက်နဲ့တယောက်တိထက်ပို့ပြီးတော့အဲ share ကြဖို့ဘောနော်ပြီးရင်ဒီ NUG တော့လကောင်ဒါမှမဟုတ်ရင် အဲဒီ IA ဘက်ကတော့လကောင်းတကယ်အချုပ်ပေါ့နော်ဒီဒီဒီ drone နည်းပညာနဲ့ပတ်သက်ပြီးတော့အားလုံးကိုဟိုစူးစီးပြီးတော့အပေါ်ကနေပြီးတော့ကောင်းကောင်းလေးလုပ်နိုင်မဲ့တင်းလိုမျိုးဖွဲ့စည်းနိုင်ရင်တော့ကျွန်တော်တို့လမ်းရဲ့ရှေ့ရောက်နိုင်မှာပေါ့အခုလိုမျိုးဟိုအားလုံးတစ်ဖွဲ့တူတစ်ဖွဲ့ကိုတစ်ဖွဲ့နဲ့ရတော့ရေရှည်မှမလွယ်ဘူးပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ကတော့အခုကမြေပြင်တက်တွေစုဖို့အရင်လုပ်တယ်မြေပြင်တက်တွေစုနေရင်းနဲ့မှာပဲ တပြိုင်နက်တည်းဒီဒရုန်းနည်းပညာတက်ဖွဲ့တွေကစုစည်းနိုင်မှုကျွန်တော်တို့ကြိုးစားနေတာရှိပါတယ်အဲဆိုဒါတွေကတော့ကျွန်တော်တို့ဟိုဒီလိုမျိုးကြုံတုံးကြုံခဲမှာပဲကျွန်တော်ပြောပြတာပါတစ်ခါမှလည်းအဲတစ်ခါလေးထွက်ပြောဖို့လိုအပ်တယ်ဆိုတာမျိုးလဲကျွန်တော်တို့နားလည်ပါတယ်အဲအတတ်နိုင်ဆုံးမပြောဘဲနဲ့အဲမပြောဘဲနဲ့လူတို့ဟာဒီပေါ်မှာနားလည်ပြီးတော့လိုက်ပါနိုင်တော့အကောင်းဆုံးဖြစ်တယ်ဒါမှမဟုတ်ဆိုတော့ကျွန်တော်တို့လက်ရှိတော်လိုင်းရေးရေချင်ကအဲ့လောက်မဟုတ်သေးဘူးကျွန်တော်တို့ဟာတချို့ဟာလေးပြောတင်တာလေးပြောခြံတင်တာလေးခြံပြီးတော့ ယုံကြည်မှုဒီ6ရာမှာပေါ့နော်ဆိုတော့ဘာလို့ဆိုတော့လက်နှက်ကင်တော်လည်းလေးနှစ်ကျော်9နှစ်ကျော်9နှစ်အတွင်းမှာဆိုရင်ကျွန်တော်တို့ကဟိုဟိုလူစုအနေနဲ့ကြတော့ပင်မန်းပြီဗျပင်မန်းပြီဟိုအားလုံးပင်မန်းကြပြီဟိုကျွန်တော်မြင်တာကတော့အမှန်တိုင်းပဲကျွန်တော်တို့ပြောရမှာပေါ့ဗျဟိုပင်မန်းတာဆိုတာကတော့ဟိုကျင်းတည်တယ်ဆိုတော့သို့တော်လည်းပဲမျောလင်းချက်ရှိနေတဲ့ဓာရီကိုကျွန်တော်ကြော်လွှားနိုင်လိမ့်မယ်လို့ကျွန်တော်မြင်တယ်အဲကျွန်တော်အမှခံနိုင်တာကအဲကျွန်တော်တို့ကျွန်တော်တို့အနေနဲ့က ီလက်နက်ကင်တော်လန်ရေးမှာဒီဆီယနာရှင်စနစ်ကိုမနိုင်မချင်းကျွန်တော်တို့ကခုခံပြီးတိုက်ပွဲဝင်သွားမဲ့သူတွေဖြစ်တယ်။ဘယ်တော့မှလည်းလက်မြောက်အရှုံးပေးမှာမဟုတ်ဘူး။အဲတိထက်ပို့ပြီးတော့ကိုကအာတာအောင်ကိုကအာကြည့်အောင်စစ်တပ်ကိုဟိုဟိုရှင်းနိုင်အောင်ကျွန်တော်တို့နေ့စဉ်နဲ့ကြိုးစားနေတယ်ဆိုတာလေးကိုပဲအဓိကတင်းစကားပါခြင်းပါတယ်။ကျွန်တော်ကိုတက်ကြီးတို့ဒီဂျီရိုပြောက်ကြားအားမှာဆိုရင်လေသူတို့ရှိတဲ့အင်အားပေါ့နော်လက်နက်ခဲယမ်းလေးရလောက်လေးစုလိုက်ရတာလေးနဲ့ အဲပွဲကလိုက်နော်ဟိုရန်သူလည်းအလင်းငိုက်မိတာလေအများကြီးဒါတကယ်လဲသူတကြီးတို့ရဲ့ဒီဟိုခြုံကိုတိုက်ခိုက်တဲ့ကိစ္စတွေအများကြီးလက်တံပြောင်းတယ်ဒါပြောမယ်ဆိုရင်အဲဒီလိုအနေထားနဲ့ဒီလိုအခြေအနေမျိုးမှာဒီလောက်ထိကြီးကျယ်ခံရတဲ့အောင်မြင်မှုတွေရအောင်လုပ်နိုင်ခြင်းအတွက်ကျွန်တော်အနေနဲ့ကိုဟိုကိုတကြီးတို့အများကြီးအတိအမှတ်ပြုတယ်သူရဲ့အဲရဲဘော်ရဲဘက်လေးတွေကိုလည်းကျွန်တော်ဒီနေ့ကနေအဲအတိအမှတ်ပြုကြောင်းအကုန်ယူကြောင်းကျွန်တော်ပြောကြားလိုပါတယ်ဆိုတော့ဒီဒါကြောင့် ဒီ campaign မှာလည်းကျွန်တော်မိဘပြည်သူတွေအနေနဲ့တအားတရွေ့ပေါ့နော်တအားတွေထည့်ဝင်ပေးကြဖို့လည်းကျွန်တော်အထူးသဖြင့်အထူးတိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်အနေနဲ့ကတော့ဒီလောက်ပါပဲကိုရဲဟုတ်ကျေးဇူးများရှင်ပါတယ်ဟုတ်ဒါတော့ဒီကနေ့ညခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝေငါဆူဆီးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးဆေးအာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့အတူကျွန်တော်မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်။ 喂，喂，牛喂，哎，牛喂，哎，牛喂，牛走走，南北大围围，田园家比。 No.